မင်္ဂလာပါရှင်။ဇွန်လ9ရက်စနေနေ့ရွှေရံကုန်ရဲ့တိမောက်ဖွဲ့ရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ ICC တရားသူကြီးလေဦးကိုအမေရိကန်ကပိတ်ဆို့အရေးယူတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့အပေါ်တရားမဝင် အခြေအမြင်မရှိသောလှုပ်ရမ်းများလှုပ်ကိုင်းနေတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တရားသူကြီးလေဦးအားပိတ်ဆို့အရေးယူမှုများပြုလုပ်ကြောင်းအမေရိကန်ကကြေညာခဲ့ပါတယ်။ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုလက်ရှိရနိုင်ငံပေါင်း123နိုင်ငံမှအတည်အမှတ်ပြုထားပါတယ်။ရောမသဘောတူညီချက်ကိုလက်မှတ်မရေးထိုးထားတဲ့နိုင်ငံများထဲတွင်အမေရိကန်၊ရုရှား၊တရုတ်နဲ့အစ္စရေးတို့ပါဝင်ပါတယ်။ တရားရုံတွင်၎င်းရဲ့ကိုယ်ပိုင်ရဲအင်အားမရှိတဲ့အပြင်တန်တရားရှိသူများကိုပိုင်စီပြီးလွှဲပြောင်းရန်အဖွဲ့ဝင်နိုင်ငံများအပေါ်မိခိုးနေရပါတယ်။ဒီနေ့ဖေဖော်ဝါရီလကလေးကအမေရိကန်အစိုးရဟာ ICC နဲ့၎င်းရဲ့ထိတ်တန့်အစိုးရရှိနေကာရင်ခန်ကိုအစ္စရေးဝန်ကြီးချုပ်ဗီဂျမင်နီတန်ယာဟုနဲ့အစ္စရေးကာကွယ်ဝင်ကြီးဟောင်း UF ဂေါ်လန်တို့ကိုဖောင်ဝရန်ထုတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးပိတ်ဆို့အရေးယူမှုတွေစတင်လုပ်ခဲ့ကြောင်းသိရပါတယ်ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့ရုရှားကိုချင်းချက်မရှိထောက်ခံမယ်လို့မြောက်ကိုရီးယားသမ္မတကင်ကတိပြုတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းမှာတိုက်နေတဲ့စစ်ပွဲအတွက်ရုရှားကိုချင်းချက်မရှိထောက်ခံမယ်လို့မြောက်ကိုရီးယားသမ္မတကင်ဇော်ဝန်ကကတိပြုပြောကြားလိုက်ကြောင်းသိရပါတယ်။ ။တုံးနဲ့ကျော်ယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားဟာမော်စကိုရဲ့အဓိကမဟာမိတ်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ရုရှားနိုင်ငံကစတေတာကနေယူကရိန်းတပ်ဖွဲ့တွေကိုမောင်းထုတ်ရမှာကူညီဖို့အတွက်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနဲ့လက်နက်ကွန်တိန်နာပေါင်းများစွာကိုရုရှားစီကိုပေးပို့ခဲ့တယ်လို့သတင်းများကဖော်ပြထားပါတယ်ရှင်။ထမန်းနေဆမဲ့တဲ့ရင်ကတော့တရုတ်ကအာဆီယံရှိစီးပွားရေးလုပ်ငန်းရှင်များအတွက်၅နှစ်အထိရမယ်အာဆီယံဗီဇာထုတ်ပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အာဆီယံ၁၀နိုင်ငံနဲ့တီမောလက်စတီနိုင်ငံအရှေ့တောင်အာရှ၁၇နိုင်ငံတို့မှစီးပွားရေးလုပ်ငန်းရှင်များတရုတ်နိုင်ငံသို့လာရောက်ပါကရပ်ပေါင်း၁၈၀နေထိုင်နိုင်ပေအာဆီယံဗီဇာထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံအနေနဲ့အာဆီယံနဲ့တီမောလက်စတီနိုင်ငံတို့မှစီးပွားရေးလုပ်ငန်းရှင်များအတွက်အာဆီယံဗီဇာကိုဇွန်လ၃ရက်တွင်ထုတ်ပြန်လိုက်ကြောင်းတရုတ်နိုင်ငံဆိုင်ဝင်ကြီးကကြေညာခဲ့ပါတယ်။တရုတ်နိုင်ငံသို့စီးပွားရေးကိစ္စဖြင့်လာရောက်သောအရှေ့တောင်အာရှ၁၇နိုင်ငံမှအရေးချင်းပြည့်ပြီးတဲ့ခရီးသည်များ၎င်းတို့ ို့ရဲ့အိမ်တောင်ဘဏ်နယ်ကလေးများကိုပါအာဆီယံဗီဇာပေးမှဖြစ်ပါတယ်။၎င်းဗီဇာဟာ၅နှစ်အတွင်းဝေရောက်ခွင့်ပြုပြီးတစ်ကြိမ်လျှင်ရက်ပေါင်း180အထိနေထိုင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြောက်ကိုရီးယားရဲ့တန်ချိန်၅ရောင်ဖြတ်သင်းမှုထပ်မံရေးချတဲ့သတင်းဖြစ်ပါတယ်။ပထမအကြိမ်ရေးချမှုမှာထိခိုက်ပျက်စီးခဲ့တဲ့မြောက်ကိုရီးယားစစ်သည်မှုကိုမတော်တဆဖြစ်ပြီးနှစ်ပတ်အကြာမှာထပ်မံရေးချခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကပြောပါတယ်။တန်ချိန်၅ရောင်ရှိအဲ့ဒီဖြတ်သင်းမှုကိုယခုသတင်းပတ်အစောပိုင်းမှာထန်ချက်ညီအောင်ပြန်လည်တင်မှတ်ပြီးနောက်ပြန်လည်ပြည်ပြင်ကစုံလ၅ရက်မှရေးချခဲ့ခြင်းဖြစ်ကောင်းလက်ရှိမှာတော့စိတ်ခံတစ်ခုမှရည်နာထားတယ်လို့နိုင်ငံပိုင် KCNA သတင်းဌာနကဆိုပါတယ်။ ်တန်ချိန်9000ရှိအဲ့ဒီသင်္ဘောဟာမြောက်ကိုရီးယားရေတပ်ခင်မီရေအတွက်အောင်မြင်မှုတစ်ခုလို့ကင်ဇဝမ်ကပြောဆိုထားခဲ့ပြီးလာမယ့်နှစ်အစောပိုင်းမှာတာဝန်ထမ်းဆောင်ဖို့ဖြန့်ကျက်မယ်လို့လည်းဆိုထားကြောင်းသိရပါပါတယ်ရှင် နောက်ဆုံးနေဆက်မဲ့တင်ကတော့ BNN တွင်ကလေးမွေးဖွားမှုနှုန်းမူဝါဒပြောင်းလဲတဲ့တင်ဖြစ်ပါရယ် BNN မှာမွေးဖွားမှုနှုန်းကျဆင်းလာတဲ့အတွက်1988ခုနှစ်တုန်းကကျင့်သုံးခဲ့တဲ့တမိသားစုကလေးနှစ်ယောက်နှုန်းသားမွေးဖွားခွင့်ပေးတဲ့မူဝါဒကိုဖျက်သိမ်းတော့မှာဖြစ်ကြောင်း The Star Times တင်မှာဖော်ပြထားပါရယ် BNN အမျိုးသားလွှတ်တော်အမြင့်တန်းကော်မတီကစွန်လ3ရက်မှာခွင့်ပြုထားတဲ့စီမီအသည့်အရာအုံတွဲတွေဟာဘယ်အချိန်ကလေးယူမလဲဘယ်နှစ်ယောက်ယူမလဲကလေးတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချယူမလဲ အစားရှိရာတွေကိုကိုယ်ပိုင်အဆုံးဖြတ်နိုင်တဲ့အခွင့်အရေးတွေရရှိသွားမှာဖြစ်တယ်လို့ BNN သတင်းအေဂျင်စီကသတင်းထုတ်ပြန်ထားပါတယ်။အရေးဥပဒေတုံးကတော့ထူးခြားတဲ့အခြေအနေမျိုးကလွဲလို့တမိသားစုကိုကလေးတယောက်ဒါမှမဟုတ်နှစ်ယောက်နှုံးသားယူခွင့်ရှိတာပါ။အဲဒီကန့်တမှုကို1988ခုနှစ်တုန်းကစတင်ခဲ့တာဖြစ်ပြီးအဲဒီအခြေအနေတုန်းကအမျိုးသမီးတယောက်မှကလေးလေးယောက်အထံမွေးဖွားနှုန်းရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။